ိုယ့်ရဲ့ဖုန်းစတိုရီကဘာမှမထည့်ထားပဲမသုံးထားပဲပြည်နေရဆိုရင်ဒီဗီဒီယိုလေးကသင်အတွက်ပါပဲဗီဒီယိုတွေဓာတ်ပုံတွေစတဲ့ကိုထည့်ထားတာကိုဘလောက်ပဲဖြတ်ဖြတ်ဖုန်းရဲ့စတိုရီကမလျော့သွားဘူးဖြစ်နေတယ်ဖုန်းရဲ့စတိုရီကိုကြည့်လိုက်တော့အားသားဆိုတဲ့ဖိုင်မှာအသုံးပြုတာအရန်များနေတယ်ဒီဗီဒီယိုလေးကအားသားဖိုင်တွေကိုဘယ်လိုဖြတ်ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ် မိမိအနေဖြင့်ဖုံးတလောင်းကိုအသုံးပြုတာအချိန်ကြာလာတာနဲ့အမျှအမိုက်ဖိုင်တွေကတဖြည်းဖြည်းများလာမှာဖြစ်ပါတယ်။ဥပမာအနေနဲ့မုန်တထုပ်ကိုဆိုင်ရဝယ်စားပြီးတော့မုန်အပြင်ပလတ်စတစ်အိတ်ကိုအပိုပေးလိုက်တာဖြစ်တယ်။အဲ့ဒီပလတ်စတစ်ကကျွန်တော်တို့တို့ကအမိုက်ဖြစ်ပါတယ်။ညာများဝယ်စားလေဒီလိုအမိုက်တွေများများထွက်လာလိမ့်ပါပဲ။ဒီနည်းအတိုင်းပဲဖုံးအသုံးပြုတာများလာလေလေစွန့်ပစ်အမိုက်တွေဖိုင်တွေများလာလို့ဒီလိုအမိုက်တွေကို ရှင်းပေးဖို့လိုအပ်ပါတယ်။အရင်ဆုံး းပြောချင်တာကတော့ကျွန်တော်ရဲ့ Tech Essential လို့သုံး channel လေးကို like and subscribe လေးလုပ်ပေးစေချင်ပါတယ်။ဒီပညာဆိုင်ရာဗီဒီယိုလေးကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ ready ဆိုရင်တော့စလိုက်ကြအောင်။ပထမအဦးဆုံးဒီလိုဖိုင်တွေကို ဖြတ်ဖို့ application တစ်ခုကို install လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့် Play Store ကိုဖွင့်လိုက်ရမယ်။ Play Store ထဲမှာ search bar ကို คลิกနှိပ်လိုက်ပါ search bar မှာ storage analyzer လို့ရိုက်လိုက်ပါဒါဆိုရင်မှန်ဘလူးလေးကို အောက်မှာ၃ရောင်ချေထားတဲ့ storage analyzer and disk usage drive ဆိုတဲ့ application ကိုတွေ့ရလိမ့်မယ်ဒီ application ကိုคลิกနှိပ်ပြီးတော့ install လုပ်လိုက်ပါ install ပြီးသွားရင်တော့ open ဆိုတဲ့ cloud ကိုနှိပ်လိုက်ပါဖုန်းရဲ့ home screen မှာလည်း drive ဆိုတဲ့အမည်နဲ့ ီ application လေးရောက်နေမှာဖြစ်ပါတယ်အဲ့ဒီကနေလေတွားပြီးတော့ဖွင့်လို့ရပါတယ် application နဲ့ရောက်သွားရင်ပထမဆုံးလောရမှာတော့ permission တွေပေးရမှာဖြစ်ပါတယ်ဒီမှာ permission နှစ်ခုရှိပါတယ် screen မှာမြင်တဲ့အတိုင်းပဲ asset to storage နဲ့ user data asset ဆိုတဲ့ဒီနှစ်ခုကိုအလောင်းလုပ်ပေးရမှာဖြစ်တယ် asset to storage ကဖုန်းရဲ့ storage ကို ဝင်ခင်ရဖို့ပေးရတယ် user data asset က file တွေကိုဝင်ကြည့်ဖို့ပေးရတာဖြစ်တယ် number 1ကို permission ပေးဖို့ asset to storage out က grant permission ဆိုတဲ့ cloud ကိုနှိပ်လိုက်ပါခဏစောင့်လိုက်ပါနှိပ်လိုက်တာနဲ့ setting တွေက all fine asset ဆိုတဲ့ screen ကိုရောက်သွားမှာဖြစ်တယ်အဲ့ဒီထဲမှာကျွန်တော်တို့ twin ထားတဲ့ application ဖြစ်တဲ့ drive မှာတနိုင်ဖြစ်နေတယ်သူ့ကိုနှိပ်ပြီးတော့အထဲဝင်မှာအဲ့ဒီမှာပြထားတဲ့ allow asset to money all fine ဆိုတဲ့ cloud လေးကိုအွန်လိုက်မယ်ပြီးရင်ဘက်ပြန်ဆုပ်လိုက်မယ်ဒါဆိုရင် drive application က allow ဖြစ်သွားတာတွေ့ရမယ် အဲ့ဒီနောက်တော့နောက်တစ်ခုကို permission ပေးဖို့ application ရဲ့ home page ကို ပြန်သွားမယ်။ number 1ကို permission ပေးဖို့ user detail access ဆိုတဲ့အောက်က grant permission ဆိုတဲ့ click ကိုနှိပ်လိုက်ပါ။ခဏစောင့်ပါ။နှိပ်လိုက်တာနဲ့ setting တွေက user access ဆိုတဲ့ screen ကိုရောက်သွားပြီ။အဲ့ဒီအထဲမှာကျွန်တော်တို့တွင်းထားတဲ့ application ဖြစ်တဲ့ drive မှာတနိုင်ဖြစ်နေတယ်။သူ့ကိုနှိပ်ပြီးတော့ permit user access ဆိုတဲ့ click လေးကို on လိုက်ပါ။ ပြီးလို့ရှိရင်ဘက်ပြန်ဆုပ်လိုက်ပါဒါဆိုရင် dry application ကအခုဆို အလောင်းဖြစ်သွားပြီဖြစ်တယ်ဒီ permission နှစ်ခုပြီးသွားရင် dry application ရဲ့ home page ကိုပြန်သွားလိုက်ပါဒီ application ရဲ့ home page ကိုရောက်ရင် ပထမပေးထားတဲ့ permission တွေရှိတော့မှမဟုတ်ပါဘူး asset to ဖူတာဆိုတဲ့နောက် permission တစ်ခုကိုမြင်ရမှာဖြစ်တယ်အဲ့ဒီခေါင်းစဉ်အောက်မှာ grand permission ဆိုတဲ့ခလုတ်လေးကိုနှိပ်လိုက်ပါဒါဆိုရင်ခဏစောင့်ပြီးတော့ဖူရာတွေအများကြီးရှိတယ် 5G ကိုရောက်သွားမှာဖြစ်ပါတယ်အဲ့ဒီပေးရဲ့ အောက်ဆုံးမှာ you this fura ဆိုတဲ့ခလုတ်လေးကလောလောဆယ်မှိန်နေတာထွေရမယ် fura တစ်ခုကိုရွေးလိုက်ပါရွေးပြီးသွားရင်အောက်က you this fura ဆိုတဲ့ခလုတ်လေးအလုံးလုံးလာကြည့်ပါအလုံးမလုံးသေးလို့ရှိရင်အဲ့ဒီ fura ရွေးထားတဲ့ fura အောက်ကထပ်ပြီးတော့နောက်ထပ် fura တွေမြင်ရရင်အဲ့ fura တွေတွေကတစ်ခုကိုထပ်ရွေးလိုက်ပါဒီမှာတော့ you this fura ကအလုံးလုံးလောက်ပြီလို့ထင်ပါတယ်ဒါဆိုရင်အဲ့ဒီ you this fura ခလုတ်လေးကိုနှိပ်လိုက်ပါနှိပ်လိုက်လို့ရှိရင်သူကအလောင်းလုံးမှလာလို့မေးမယ်အလောင်း ေးလိုက်ပါပြီးလို့ရှိရင်တော့ application ရဲ့ home page ကိုရောက်သွားပါလိမ့်မယ်ဒီ application ရဲ့အပေါ်ဆုံးမှာ storage statistics ဆိုတဲ့ဘာလေးတွေ့ပါလိမ့်မယ်အဲ့ဒီ storage statistics ဆိုတဲ့နေရာရဲ့ဘေးမှာဘယ်ဘက်မှာနဲ့ညာဘက်မှာလဲတခြား menu တွေရှိပါတယ်အဲ့ကြတော့ဒီ storage statistics ဘာလေးကိုညာဘက်ကိုဆွဲလိုက်ပါအဲ့လိုဆွဲလိုက်တာနဲ့အဲ့ဒီမှာ files category ဆိုတဲ့နောက်ထပ် menu လေးကို တွေ့ရမှာဖြစ်တယ်အဲ့ဒီ fine category ဆိုတဲ့ menu လေးကို click နှိပ်လိုက်ပါအဲ့ဒီအောက်မှာ video တွေ music တွေ document တွေရဲ့ fine type တွေတန်းစီပြီးတော့ list လေးပေါ်လာပါလိမ့်မယ်အဲ့ဒီထဲမှာအားသားဆိုတဲ့ fine type ပေါ်လာဆိုတော့ကြည့်ကြည့်ပါတကယ်လို့အားသားဆိုတဲ့ fine type ချိရယ်ဆိုလို့ချင်းအားသားကို fine type ကို click နှိပ်လိုက်ပါအဲ့ဒီအောက်မှာနောက်ထပ် fura လေးတွေမြင်ရလိမ့်မယ်အဲ့ဒီ fura လေးရှိရယ်ဆိုလို့ချင်းအဲ့ဒီ fura လေးတွေကိုပထမကနေစပြီးတော့နောက်ဆုံးထိကို click လောက်သွားမှာဖြစ်တယ်ပထမဆုံး fura ရာဝင်လိုက်မယ်ဝင်လိုက်လို့ရှိရင် iFood ရဲ့အောက်ထဲမှာ file နေရှိပါတယ်အဲ့မှာဆိုလို့ရှိရင် file တစ်ခုကို click လင်းလိုက်မယ်ပြီးလို့ရှိရင် slash all ပေးမယ် slash all ပေးပြီးသွားလို့ရှိရင် delete လုပ်တဲ့ icon လေးကိုနှိပ်လိုက်မယ်အဲ့ဆိုလို့ရှိရင်ဒီ file ကို delete လုပ်မှန်လားလို့မေးလိုက်မယ် okay နှိပ်လိုက်ပါအဲ့ဒါပြီးသွားလို့ရှိရင် now ထပ် other အောက်ကနောက်ထပ် folder တစ်ခုကိုရွေးပါရွေးပြီးရင်အဲ့ folder အောက်ထဲက file ကို slash all လုပ်ပြီးဖြတ်လိုက်ပါတစ်ခုမှာကျင်တာကတော့ other အောက်ထဲမှာပဲရှိတဲ့ file ကိုဖြတ် ဖြတ်ဖို့အတွက်ပြောချင်ပါတယ်တခြားဖိုင်တွေကိုမဖြတ်မိပါစေနဲ့အခုလိုမျိုးလုပ်ပြီးွားလို့ရှင် application ရဲ့ home screen ကိုပြန်ရောက်သွားမယ်အဲ့ဒီ application ရဲ့ home screen မှာ asset to fura အောက်က grant permission ကိုပြန်နှိပ်မယ်ပြန်နှိပ်လိုက်လို့ရှင်ဒီလိုပဲ fura view ကြီးရောက်လာမယ်အဲ့ဒီ fura view ရဲ့အောက်မှာကိုရှေ့ရရွေးထားတဲ့ fura မဟုတ်တဲ့နောက်ထပ် fura တစ်ခုရွေးပါရွေးပြီးလို့ရှင် allow လုပ်ပါ allow လုပ်လိုက်ပြီးလို့ရှင်ဒီ home screen ရောက်သွားမယ်အဲ့ဒီ home screen မှာ file category category ကိုပြန်သွားနှိပ်ပါနှိပ်လိုက်လို့ရှိရင်အားသားဆိုတဲ့ file type ရှိလားဆိုတော့ကြည့်ပါရှိတယ်ဆိုလို့ရှိရင်အဲ့ဒီအောက်က file တွေကိုဖြတ်လိုက်မြင်ထပ်ပြီးပါဖြတ်ပြီးွားပြီဆိုလို့ရှိရင် home screen ကိုပြန်သွားမယ် home screen အောက်ထဲမှာပဲ asset to folder အောက်က run permission ကိုပြန်နှိပ်မယ်ပြန်နှိပ်ပြီးလို့ရှိရင်နောက်ထပ် folder တစ်ခုကိုထပ်ရွေးမယ်အဲ့လိုမျိုးနဲ့ folder တစ်ခုပြီးတစ်ခုကိုရွေးမယ်နောက်ဆုံးအားသားဆိုတဲ့ file type က file category ရဲ့မှာ မရှိတော့တဲ့အထိရွေးရမှာဖြစ်တယ်အဲ့လိုရွေးပြီးွားပြီဆို ဆိုလို့ရှိရင်တော့လူကြီးမင်းတို့ရဲ့ဖုန်းထဲမှာ အားသားဆိုတဲ့ဖူရာမရှိတော့တဲ့အချိန်အထိရောက်သွားတော့အခုလိုမျိုး rapidly လုံမယ်ပေါ့နော်ဆက်ခါဆက်ခါ live ဖူရာတခုချင်း live ဖွင့်မယ် use this ဖူရာယူရမယ်ပြီးလို့ရှိရင်ဒီဖူရာထဲမှာအားသားဆိုတာရှိလားကြည့်မယ်အားသားဆိုတာရှိရဲ့ဆိုလို့ရှိရင်အဲ့အားသားအောက်ထဲမှာရှိတဲ့ဖူရာကိုယူရမယ်အောက်က file တွေကိုကျွန်တော် delete လုပ်မယ်ပြီးလို့ရှိရင် ပြန်ထွက်မယ်ထပ်ပြီးတော့တခါအပေါ်က asset to ဖူရာကိုပြန်သွားမယ်ပြန်ပြီးတော့ grand permission ပြန်လုပ်မယ်ပြီးရင် က်ထပ်တခြား different food ကိုပြန်ယူရမယ်အဲ့လိုမျိုးလှုပ်သွားလိုက်လို့ရှိရင်ကိုယ့်ရဲ့ဖုန်းထဲကနောက်ဆုံးအားသားဆိုတဲ့ file တွေလုံးဝရှိတော့မှာမဟုတ်ဘူးမရှိတော့ဘူးဆိုလို့ရှိရင်ဒါဆိုရပါပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီဖုန်းကိုကိုယ့်ရဲ့ဖုန်းစစ်ကြည့်လိုက်ပါကိုယ့်ရဲ့ဖုန်း storage မှာဘယ်လောက်ထိညော့သွားမလို့ဆိုတာကိုလူကြီးမင်းတို့ထွေရမှာဖြစ်တယ်ချင်းတည်တယ်လူကြီးမင်းတို့ဖုန်းထဲမှာ storage မှာအစကဖြတ်လို့မရလို့အဆင်မပြေဖြစ်နေတဲ့ file တွေတော်တော်များပြတ်သွားပြီးတော့ storage က space တွေအများကြီးရသွားမယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်နောက်တစ်ခု ခုအနေနဲ့ကတော့ဒီ application ရဲ့ home screen ကို အောက်ကိုဆွဲလိုက်ပါ user cast ဆိုတဲ့ခေါင်းစဉ်အောက်မှာ favorite telegram youtube စတဲ့ application တွေရဲ့ cast တွေကို clean လုပ်လို့ရပါတယ်အဲ့မှာကျွန်တော်တို့ clean ဆိုတဲ့ button လေးပါပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့ click နှိပ်လိုက်ပါ click နှိပ်လိုက်လို့ရှိရင်ထပ်ပြီးတော့လူချင်းမင်းတို့ရဲ့ other file မှာရှေ့ရကျွန်တော်လုပ်ထားတာကြောင့်ဖြတ်လို့မရတဲ့ file တချို့ထပ်ပြီးတော့ညော့သွားမှာဖြစ်တယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲလူချင်းမင်းတို့အားလုံးစိတ်ကြည်နေကြမယ်လို့ယုံကြည်ပါတယ်ကျွန်တော်ရဲ့ထပ်အစမ်းရှယ်လိုသုံး channel လေးကိုလည်း like and subscribe လေးလုပ်ပေးစီကြပါတယ်မင်္ဂလာကြည့်တော့နေ့လေးဖြစ်ပါစေ